အားလုံးပဲမင်္ဂလာပါရှင်။လောရတာအရန်တွေပြီးတော့စားလို့အရန်ကောင်းတဲ့ရွှေသမင်းလုံးနီလေးကိုလာမြောက်ဝေးပေးတာပါရှင်။ ကောင်းငင်ပေါင်းဖို့အတွက်ကကြတော့မိမိအဆင်ပြေတဲ့ထမင်းပေါင်းအိုးပဲဖြစ်ဖြစ်ဆင်ပြေတလူမျိုးပေါင်းအိုးလေးနဲ့ပေါင်းပေးလို့ရပါတယ်ရှင်။ကျမကတော့အခုလိုမျိုးစကားလေးထည့်ဝဲထည့်ပြီးတော့ပိတ်စာလေးပေါ်မှာထည့်ပြီးတော့ကောင်းငင်လေးကိုတိတိချာချာလေးစီစီလေးထည့်ပြီးတော့ပေါင်းပေးမှာဖြစ်ပါတယ်ရှင်။ကောင်းငင်းကိုကြတော့သမီးပေါင်းအိုးမှာပါတဲ့ခွက်အသေးလေး၃ခွက်ကိုသုံးပြုထားပါတယ်ရှင်ပြီးလို့ရှိရင်တော့ကျွန်မကညတဲ့ရနေပြီးတော့ရေတညနဲ့ တနည်းစိတ်ပေးထားပါတယ်ရှင်ခုလိုမျိုးရေနဲ့စိတ်ပေးထားခြင်းအဖြစ်ကောင်းငယ်ပေါင်းရတဲ့အခါမှာပို့ပြီးတော့အာချိတ်ကုန်တက်တာတယ်ပေါ့နော်အခုဆိုရင်တော့ကျမကအစင်သစ်ပြင်ထားတဲ့ရေနေအိုးထဲကိုသွားပြီးတော့အာဒီဟာလေးသွားပြီးတော့ပေါင်းပေးမယ်ပေါ့နော်သူ့ကိုကြတော့အချိန်အားဖြင့်မိနစ်30လောက်ကျမကပေါင်းပေးမယ်ပေါ့နော် ကောင်းငင်းလေးပေါင်းထားတော့မှာထင်းငင်းရင်လေးကိုလာကြည့်ပေးပါမယ်ရှင်။ခမျိုးကိုကြတော့ဒီမှာက16လုံးတော့ယူပေးလိုက်ပါတယ်ရှင်။ကောင်းငင်းဆန်3ခုထင်းငင်းခင်းငင်းက16လုံးပါရှင်။ရေကိုကြတော့ဒီထင်းငင်းရေလေးထင်းငင်းလုံးလေးတွေဖုံးမြုပ်သွားတဲ့အထိကိုထည့်ပေးလိုက်ပါတယ်ရှင်။စားကိုကြတော့လက်ဖက်စားစွန်းစွန်းတဝက်စားလောက်ထည့်ပေးပါမယ်ရှင်။ ပြီးရင်တော့ခုလိုမျိုးဆူသွားတဲ့အထိတည်ထားပြီးလိုက်ပါမယ်ရှင်တနည်းလေးရလာပြီဆိုရင်တော့မီးဖိုးပေါ်ကနေချလို့ရပါပြီရှင်။ပြီးရင်တော့ခွဲအလော့တလုံးထဲကိုတနည်းရည်လေးတွေကိုစကားလေးနဲ့ဆက်ချပေးလိုက်ပါမယ်နော်။အထဲမှာအမိုက်တွေပါတာမို့လို့ပါရှင်။ အခုဆိုရင်တော့ကောင်းကျင်းလေးပေါင်းသွားတာမိနစ်30ပြည့်ပြီပေါ့နော်ဒါကိုကျမတို့ကကောင်းကျင်းလေးရမယ်ရတည်တည်ချာချာလေးအဲစမ်းစမ်းကြည့်ပေးမယ်ပေါ့နော်ပူတဲ့အတွက်ကြောင့်မလို့တတိတော်ထားပေးပါရှင် ကောင်းငင်လေးရာရနေပြီဆိုတာနဲ့ကျမတို့ကတခုလိုမျိုးဗန်အလော့တစ်ခုထဲကို ကောင်းငင်လေးတွေကိုထည့်ပြီးတော့ခဏလောက်အေးခံပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့အိုးအလော့တစ်ခုထဲကိုခုနကကြိုထားတဲ့ထင်းရည်တွေကို လောင်းထည့်ပေးပါမယ်ရှင်။ပြီးရင်တော့သူ့ကိုဆူလောက်အောင်ခဏလေးတည့်ထားပေးလိုက်ပါမယ်ရှင်။ ထညရည်လေးတွေကဆူလာပြီဆိုတာနဲ့အအေးခံထားတဲ့ကောက်ငင်းလေးကိုဒီထညရည်ထဲကိုထည့်ပေးပါမယ်ရှင်။ပြီးရင်တော့သူ့ကို ကောက်ငင်းနဲ့ထညရည်နဲ့ရောသွားအောင်ရောင်မလေးနဲ့တေးသေးချာချာလေးမှုပေးပါမယ်ရှင်။ဒီထညရည်လေးတွေခမ်းသွားတဲ့အထိကျမတို့ကမိဖို့ပေါ်မှာတည်ထားပေးရပါမယ်ရှင်။ ဲ့လိုအခုလိုမျိုးဆူလာတဲ့အနေထားလေးကိုရောက်အောင်တည်ထားပေးလိုက်ပါမယ်ရှင်။ရေလေးတွေခန်းထားတဲ့အထိတည်ပေးရပါမယ်နော်။ လိုအနေထားလေးရောက်လာပြီဆိုတာနဲ့ကျမတို့ကစီထည့်ပေးရပါမယ်ပေါ့နော်စီမထည့်ချင်ဘူးဆိုရင်တော့ကျမကတော့အခုလိုမျိုးထောဖက်လေးထည့်လိုက်ပါတယ်ရှင်ထောဖက်အနဲ့မွေးမွေးလေးနဲ့စားချင်တယ်မလို့စီအစားထောဖက်လေးကိုပဲထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဒီထောဖက်တွေနဲ့ဒီကောင်းကျင်းတွေနဲ့အကုန်လုံးရောသွားအောင်တည်တည်ချာချာလေးမှွေထားပေးလိုက်ပါမယ်ရှင် ဒီအနေထားလောက်ရောက်လာပြီဆိုရင်တော့ကျမတို့ကမိဖို့ဘုံကနေချပေးလို့ရပါပြီရှင်ပြီးလို့ရှိရင်တော့စီတုပ်ထားတဲ့ဘန်းထဲကိုကျမတို့ကကြိုထားတဲ့ကောင်းရင်းကိုလာပြီးတော့ထည့်ပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့မျက်နှာပြင်ကိုတည်တည်ချာချာလေးညှိနေအောင်ထားပေးပါရှင်အခုလိုမျိုးလေးရောင်မလေးနဲ့တည်တည်ချာချာလေးညှိပေးပါရှင်ပြီးရင်တော့သူ့ကိုအေးခံထားလို့ရပါပြီရှင်အေးသွားပြီဆိုရင်လည်းစားလို့ရပါပြီရှင်စားတော့ကောင်းတယ်